ဖတ်ရှုနာစဉ်တနစ်တာနှုတ်ကပတ်တမန်ကြားအစီအစဉ်မှကြိုဆိုပါလေဒီကနေ့ဖတ်ရှုနာစီရမယ်နှုတ်ကပတ်တမန်ကျမ်းစာတော်မြတ်ကတော့ကောရိန္သုဩရစာဒုတိယဆောင်ခန်းကြီး10မှ73ထိဖြစ်ပါလေကောရိန္သုဩဝါဒစာအခန်းကြီး10သင်တို့၏မျက်မှောက်၌နှိတ်ချခြင်းမျက်ကွယ်၌သင်တို့အမှုကိုစီရင်၍ရဲရင်ခြင်းရှိသောငါပေါ်လူသည် ခရစ်တော်၏နူးညံ့သိမ်မွေ့ဖြင်းခြင်းတော်မူခြင်းကို အကြောင်းပြု၍သင်တို့ကိုတောင်းပန်ပါ၏ငါတို့သည်ဇာတိပဂတိအလိုသို့လိုက်၍ကျင့်တော်သူ ဖြစ်ကြသည်ဟုထင်မှတ်သောသူတို့အားငါကြံစီသောရဲရင်ခြင်းအတိုင်းသင်တို့စီတို့ရောက်လာသောအခါထိုမြောက်လောက်ရဲရင်ခြင်းမရှိမီအကြောင်းငါတောင်းပန်ပါ၏ အဘယ်ကြောင့်ဤဟုမူကားငါတို့သည်ဇာတိလူ၌ကျင်လေတော်လဲဇာတိပဂတိအလိုသို့လိုက်၍စစ်တိုက်ကြသည်မဟုတ်ငါတို့စစ်တိုက်၍သုံးဆွဲသောလက်နက်သည်ဇာတိပဂတိလက်နက်မဟုတ်ဘုရားသခင်ဤတကောတော်အားဖြင့်မြို့ယူမြို့ပြတို့ကိုဖြိုဖျက်နိုင်သောလက်နက်ဖြစ်၏ထိုလက်နက်အားဖြင့် လူတို့၏အကြံစီတို့ကို၎င်းဘုရားသခင်ကိုတည်သောပညာကိုစီတာသောမာမာနရှိသည်များတို့ကို၎င်းနှိတ်ချမောက်လံ၍ခသိန်းသောစိတ်တို့ကိုဖန်သွာချုပ်ထားလျက်ခရစ်တော်၏စကားကိုနားထောင်စီကြ၏သင်တို့၏နားထောင်ခြင်းမှုသည် ပြည့်စုံပြီးမှနားမထောင်ဘဲနေသောသူအပေါင်းတို့ကိုတံပေးခြင်းကငါတို့သည် အသင့် ရှိကြ၏မျက်နာကိုသာ ကြည်မက်ကြသလောအကျဉ်သူကငါသည် ခရစ်တော်၏လူဖြစ်သည်ဟုမိမိ၌ဆွဲလန်းခြင်းရှိ၏ထိုသူသည် ခရစ်တော်၏လူဖြစ်တဲ့ကဲ့သို့ငါတို့လည်းခရစ်တော်၏လူဖြစ်ကြောင်းကိုတပန်အလိုအလျောက်ဆင်ခြင်သိမှတ်စီတင်တို့ကိုပယ်ရှင်းဖြည့်ဆည်းခြင်းအလိုငါမဟုတ်တိဆောက်ခြင်းအလိုငါ ဖျားသခင်သည်ငါတို့၌အပ်ပေးတော်မူသောတကူကိုငါသည်သာ၍ဝါကြွားတော်လေရှက်ကြောက်စရာအကြောင်းရှိငါရေး၍ပေးလိုက်သောစာအားဖြင့်သာသင်တို့ကိုချင်းချောက်တကဲ့သို့ငါမပြုလိုအကြောင်းမူကားထိုသူဤစာသည်လေးလံသောစာတကူနှင့်ပြည့်စုံသောစာဖြစ်၏ကိုယ်တိုင်ရှိလျင်မူကားတတ္တိမရှိသောသူ အချင်းဤသောစကားကိုပြောသောသူဖြစ်သည်ဟုဆိုတတ်သောသူရှိ၏ငါတို့သည် ကိုယ်တိုင်မရှိ၍စာ၌ပါသောစကားအဖြစ်ဖြစ်တဲ့သူကိုယ်တိုင်မျက်မှောက်ရှိသောအခါအမှုအဖြစ်ဖြစ်လိမ့်မည်ဟုထိုသူသည်စင်ချင်းသိမှတ်စီကိုကိုကိုချင်းမွမ်းသောသူတို့နှင့်ရေတွက်ဝင်ခြင်းကို၎င်းပြိုင်နိုင်ခြင်းကို၎င်းငါတို့မပြုတ်ဘူး ထိုသူတို့သည် အချင်းချင်းတယောက်နှင့်တယောက်ခိုင်နိုင်ခြင်းပြိုင်နိုင်ခြင်းကိုပြု၍ပညာမဲ့ကြ၏ထိုမှတပါကိုငန်းကိုတာကိုလွန်ကျူး၍ပြုသောအမှုအရာကိုငါတို့ဝါကြွားခြင်းမရှိဘူးဘုရားသခင်ဝေငှတော်မူသော အငန်းအတာ၏အတိုင်းအရှိအတွင်တွင် ပြုသောအရာကိုသာဝါကြွားခြင်းရှိဝွင့်၏ ်ထိုအတိုင်းရှိသည်သင်တို့တိုင်အောင်ပင်မိသည်သင်တို့တိုင်အောင်မမီလျင်ငါတို့သည် လွန်ကျူး၍ပြူကြသည်မဟုတ်အကြောင်းမူကားခရစ်တော်၏အင်းဝင်ကလေးတရားကိုဟောပြော၍သင်တို့ရှိရာသို့ တိုင်အောင်ရောက်ကြပြီငါတို့သည် ကိုငန်းကိုတာကိုလွန်ကျူး၍သူတပါအလုတ်သေးသို့ ဝင်ခြင်းကြောင့် ဝါကြွားလိရှိကြသည်မဟုတ်ထို့သောသူငန်းသူတာအတွင်းတွင် ပြင်ဆင်ပြီးသော အမှုအရာကိုဝါကြွားခြင်းမရှိပဲသင်တို့ပြည်တစ်ဖက်သို့ကူး၍အင်းဝံဂေလိတရားကိုဟောပြောရသောအခွင့်ရှိစေခြင်းကသင်တို့၏ယုံကြည်ခြင်းပါရမီရင့်ပြီးမှငါတို့၏အငမ်းတာသည်အလွန်ကျယ်ဝန်းမည်ဟု မျှော်လင့်ခြင်းရှိ၏ တို့ဖြစ်၍ဝါကြွားသောသူမြည်သည်ကသခင်ဖျား၌တာဝါကြွားစီအကြောင်းမူကားကိုကိုကိုချီးမွမ်းသောသူသည်ဝန်ခံတော်မူသောသူဖြစ်သည်မဟုတ်သခင်ဖျားချီးမွမ်းတော်မူခြင်းကို ခံရသောသူသာလျှင်ဝန်ခံတော်မူသောသူဖြစ်သည်ကောရိန္သုဩဝါဒစာဒုတိယဆောင် အခန်းကြီး7 ငါမိုက်မဲသောအဖြစ်ကိုသင်တို့သည်ခဏသီးခံစေခြင်းကငါအလိုရှိ၏ခဏသီးခံကြပါလော့အကြောင်းမူကားငါသည်သင်တို့ကိုသီလနှင့်ပြည့်စုံသောတတို့သမီးကညာကဲ့သို့ခရစ်တော်အားဆက်အံ့သောငါသင်တို့ကိုလင်တူးနှင့်ထိမ်းမြားဆောင်နေပြီသောကြောင့်ဘုရားသခင်၏အလိုတော်အတိုင်း စိုးရင်သောစိတ်နှင့်တင်တို့ကိုစောက်ရှောက်လျက်နေရ၏။ငွေသည်မိမိပရိယေအားဖြင့်အင်းဝကိုလဲစားတကယ်သို့တင်တို့သည်စိတ်ဆွေးမြေ့ယွယွင်း၍ခရစ်တော်ကိုအကျွင်းမဲ့ချစ်သောစိတ်ပြောင်မိကိုစိုးရင်ချင်းရှိ၏။တင်တို့ရှေ့ရာသို့ရောက်လာသောသူသည်ငါတို့မဟောမပြောသေးသောယေရှုတပါးကိုဟောပြောတော်၎င်း ်သင်တို့သည် မခံရသေးသောဝိညာဉ်တော်တပါးကိုခံရတော်၎င်းနားမထောင်သေးသော အင်းဝန်ကလေးတရားစကားကိုနားထောင်တော်၎င်းထိုသူကိုသီးခံကောင်း၏ငါသည် အကြီးဆုံးသောတမန်တော်အောက်အလင်းမရောက်သည်ကိုငါသဘောရှိ၏စကားအားဖြင့်လူယိုင်းဟုတ်တော်လဲပညာအားဖြင့်လူယိုင်းမဟုတ်သင်တို့တွင်အရာရာ၌ငါတို့သည် အစဉ်ကိုကိုကိုထင်ရှားစွာ ပြကြပြီ။တင်တို့ကိုချီးမြှောက်ခြင်းကကိုကိုကိုနှိတ်ချလျက်ဂျေဇူးဆက်ခြင်းကိုမခံဘဲတင်တို့အားဖျားသခင်၏ဥုံကလေးတရားကို ဟောပြောသည့်အရာမှာငါတို့သည်အပြစ်ရှိသလော။တင်တို့မှုကိုဆောင်ရွက်မိအကြောင်းအခြားသောအသင်းတော်များ ပေးသောဇယိတ်ကိုငါခံ၍တင်တို့ကို လူอยู่ยาတို့ရောက်လီပြီတကားတင်တို့နှင့်အတူရှိနေ၍တစုံတစ်ခုကိုလိုသောအခါအဘယ်သူကိုမြငါမနှောက်ရှဲအเจ้าမူကားမာဂီဒေါနီပြီကလာတော့ညီကိုတို့သည်ငါလိုသည်မြကိုပြေးကြ၏တင်တို့ကိုအလင်းမနှောက်ရှက်ပဲတတိနှစ်နေခဲ့ပြီနောင်၌လဲတတိနှစ်နေအောင်မီ ခရစ်တော်ဤသစ္စာတရားသည်ငါ၌ရှိသည်ဖြစ်၍အခါရပြည်များတို့၌ဤသို့ငါဝါကြွားသည့်အမှုကိုအဘယ်သူမျမရှိတရအဘယ်เจ้าနီးတင်တို့ကိုငါမချစ်သလောဘုရားသခင်တည်တော်မူ၏အခွင့်ရလိုသော သူတို့သည် အခွင့်မရစေခြင်းက၎င်းဝါကြွားခြင်း အရာ၌သူတို့သည် ငါကဲ့သို့ထင်ရှားစွာ ဖြစ်စေခြင်းက၎င်းငါပြုခဲ့ပြီးသည့်အတိုင်းအစဉ်ပြုမည်အကြောင်းမူကားထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ်ကြ၏ခရစ်တော်၏တမန်ဖြစ်ရောက်ဆောင်၍လေပြားတက်သော အမှုဆောင်ဖြစ်ကြ၏ဤအမှုသည်အံ့ဩဖွယ်ဖြစ်သည်မဟုတ်စာတန်ပင်လင်းသောကောင်းကင်တမန်ဖြစ်ရောက်ဆောင်တတ်၏ သို့ဖြစ်၍သူဤဆရာတို့သည်လည်းဖြောင့်မတ်ခြင်းတရားကိုဟောသောဆရာဖြစ်အောင်ဆောင်လျင်အဘယ်ဆိုဝယ်ရှိသနည်းသူတို့သည်ကိုကျင့်သောအကျင့်တိုင်းနောက်ဆုံး၌အကျိုးအပြစ်ကိုခံရကြလက်တံတပန်ငါဆိုသည်ကားငါကိုသူယူဖြစ်သည်ဟုအဘယ်သူများမထင်စေနည်းသောမောငါဝါကြွားစရာအခွင့်အနှဲငယ်ရှိစေခြင်းငါ ငါကိုသူယူခဲ့သူမဲ့၍ဒီခံကြလော့ဤသို့ငါပြောသောစကားမှာသခင်ဖျားဤဤသူငါပြောသည်မဟုတ် သူယူခဲ့သူရဲရင်စွာဝါကြွားလျက်ပြောဆို၏လူများတို့သည်လောကီအချင်းရာ၌ဝါကြွားသောကြောင့်ငါသည်လည်းဝါကြွားရ၏သင်တို့သည် လိမ္မာသောသူဖြစ်သောကြောင့်သူယူတို့ကိုစေတနာစိတ်နှင့် သီးခံကြ၏သူတပါးသည်တင်တို့ကိုကျုံခံစေခြင်းရောင်း၍စားခြင်းဥစ္စာကိုလူယူခြင်းရန်တွေ့ခြင်းပားပုတ်ခြင်းကိုပြုလျင်တင်တို့သည်သီးခံကြ၏ငါတို့သည် အစွမ်းတတ္တိမရှိဟုကဲ့ရဲ့ခြင်းကိုအမတ်ပြု၍ငါပြော၏အကျင့်အရာကို သူတပါးမိဝဲ၍ရဲရင်၏ ထိုရာကိုငာမီဝဲ၍ရဲရင်ချင်းရှိ၏ဟုသူယူခဲ့သူငါဆို၏သူတို့သည်ဟေဘဲလူဖြစ်ကြသလောငါသည်လည်းဖြစ်၏သူတို့သည်ဣသရေလလူဖြစ်ကြသလောငါသည်လည်းဖြစ်၏သူတို့သည်အာဗြဟံအမျိုးဖြစ်ကြသလောငါသည်လည်းဖြစ်၏သူတို့သည်ခရစ်တော်၏ဓမ္မဆရာဖြစ်ကြသလောငါသည်အထူးသဖြင့်ဖြစ်၏ဟု သူယူခဲ့သူဆိုရ၏ပင်မန်းစွာ အမှုကိုထူးသဖြင့်ဆောင်ရွက်တော်သူရိုက်ပုတ်ခြင်းထောင်ထဲ၌လောင်ထားခြင်းကို အထူးသဖြင့်ခံရတော်သူသေပင်နှင့်အကျဉ်းချင်းတွေ့ကြုံတော်သူဖြစ်၏ငားချိန်မြောက်အောင်ယူဒလူတို့၏လက်တွင်ဒဏ်ချက်40တခုရုပ်ငားခံခဲ့ရပြီသုံးချိန်မြောက်အောင်ချိန်လုံးနှင့်ရိုက်ခြင်းကို၎င်းတချိန်ခဲနှင့်ပြစ်ခြင်းကို၎င်းငားခံရပြီ သုံးချိန်မြောက်အောင်ဇင်မောပြက်ချင်းကိုခံရပြီတနေ့နေ့တညပတ်လုံးပင်လေထဲမှာနေရပြီအချိန်ချင်းဒေသစာရီလဲ့လေပြီ မြစ်ကိုကူတော်ပေးတပြတိုက်တော်ပေးအမျိုးသားချင်းပြုတော်ပေးတပားအမျိုးသားပြုတော်ပေးမြို့ရွာ၌ရောက်တော်ပေးတောင်း၌ရောက်တော်ပေးပင်လေပေးညီအကိုဖြစ်ရောက်ဆောင်တော်သူတို့ပြုတော်ပေး ဤဘေးများကိုငါတွေ့ခဲ့ပြီ ပေမန်းစွာ အမှုဆောင်ရွက်ခြင်းအကျိန်များစွာမအိပ်ဘဲစောင့်နေခြင်းမုတ်သိခြင်းရင်ငတ်ခြင်းအကျိန်ချင်းစာရှောင်ခြင်းအချမ်းအေးအေးခံရခြင်းအဝတ်အချီးစီးရှိခြင်းဤစင်းရဲခြင်းများကိုငါခံခဲ့ပြီထိုအပမှုမှတပါအသင်းတော်အပေါင်းတို့ကိုစိုးရိမ်သောစိတ်နှင့်ကြည်ရှုပြုစု၍ နေ့တိုင်းအစဉ်နောက်ဆက်ခြင်းကိုငါခံရ၏ငါမနှွမ်းရည်ပဲအဘယ်သူနှွမ်းရည်သနည်းငါသည်စိတ်မပူပန်ပဲအဘယ်သူဖောက်ပြန်သနည်းငါသည်မဝါကြွားပဲမနေရသည်မနှင်းကိုနှွမ်းရည်သောအပြစ်ကိုသာအကြောင်းပြု၍ဝါကြွားမည်ငါသည်မူတာမပြောသည်ကိုထာဝရမင်္ဂလာရှိတော်မူသော ငါတို့သခင်ယေရှုခရစ်၏ခမည်းတော်ဖျားသခင်သိတော်မူ၏ဓမ္မသတ်မြို့၌အေတမင်းကြီးခန့်ထားသောမြို့ဝန်သည်ငါကိုဖမ်းဆီးခြင်းကအလိုရှိ၍ဓမ္မသတ်မြို့ကိုစောင့်စဉ်တွင်တပည့်တော်တို့သည်ငါကိုတောင်း၌ထည့်ပြီးသည်ပြတင်းပေါင်းမှထုတ်၍မြို့ရိုးအပေါ်ကလျှော့ချသဖြင့်ထိုမြို့ဝန်လက်မှ ငါပြည့်၍လွတ်ရ၏ကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး7နေငါသည်ဝါကြွားခြင်းကိုမပြုလျင်သခင်ဖျားပြတော်မူသောထူဆန်းသော ယူပါယုံနှင့်ပြာဒိတ်တော်များကိုတဖန်ပြောဦးမည်14နှစ်အထက်က ခရစ်တော်ဤတပည့်ဖြစ်သော လူတစ်ယောက်ကိုတတိယကောင်းကင်သို့တိုင်အောင်ခြိဆောင်သည့်အကြောင်းကိုငါသိ၏ ထိုကသူ၌ကိုခန္ဓာပါသည်မပါသည်ကိုငါမသိဘုရားသခင်သိတော်မူ၏ထိုသူသည်ပရဏိသူဘုံတို့ခြီဆောင်ခြင်းကိုခံရ၍လူမပြောအပ်မပြောနိုင်သောစကားကိုကြားသည့်အကြောင်းကိုငါသိ၏ထိုအခါကိုခန္ဓာပါသည်မပါသည်ကိုငါမသိဘုရားသခင်သိတော်မူ၏ထိုသောသူကိုဝါကြွားမည် နွမ်းဤအာနေခြင်းမတပါ ကိုကုံကိုမဝါကြွာဝါကြွာခြင်းကအလိုရှိလျင်လေသူယူဖြစ်သည်မဟုတ်အကြောင်းမူကားငါသည်ဟုံမှန်စွာပြောတတ်၏တစုံတယောက်သောသူသည်ငါကိုမြင်သည်ချက်ငါသတင်းကိုကြားသည်ချက်ငါကိုသာ၍မထင်စေခြင်းကငါမပြောဘဲနေ၏ငါခံရသောဗျာဒိတ်တော်အလွန်ထူးမြတ်၍ ငါသည်ထောင်လွားသောစိတ်မရှိစေခြင်းကငါကိုတန်ခတ်သောစာတန်ဤတမန်ဒီဟူသောငါကို၌စူးသောစူးကိုပေးတော်မူ၏ထိုစင်းရဲခြင်းနှင့်ကင်းလွတ်မြေအကြောင်းသုံးကြိမ်မြောက်အောင်သခင်ဖျားကိုငါဆုတောင်း၍အတနာခံခဲ့ပြီငါကျေးဇူးသည်တင်ဖို့လောက်ပြီငါတကိုယ်သည်အာနေခြင်းအဖြစ်၌စုံလင်တက်သည်ဟုမိတော်မူ၏ ထို့ကြောင့်ခရစ်တော်ဤတကိုးသည်ငါ့အပေါ်မှာကျင်းဝမိအကြောင်းငါကို၌အားနေခြင်းဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့်ဝါကြွားခြင်းငါသာ၍ငါအလိုရှိ၏သို့ဖြစ်၍ခရစ်တော်ကြောင့်ခံရသော အားနေခြင်းကဲ့ရဲ့ခြင်းဆင်းရဲခြင်းညင်းဆဲနှိပ်စက်ခြင်းကြက်တဲစွာသောဒုက္ခဝေဒနာခံခြင်းတို့ကိုငါနှစ်သက်၏အကြောင်းမူကား ငါသည်အာနေသောအခါတကိုးနှင့်ပြည့်စုံလျက်ရှိ၏ငါသည်ဝါကြွားတတ်သောသူယူဖြစ်သလောထိုသို့ဖြစ်လျင် သင်တို့သည်ငါကိုအနိုင်ထက် ဖြစ်စေကြပြီအဘယ်သို့နည်းဟုမူကားသင်တို့ချီးမွမ်းခြင်းကိုငါခံသင့်၏ငါသည်ဘာမျှမဟုတ်တော်လဲအကြီးဆုံးသောတမန်တော်အောက်အလင်းမယုတ်မညံ့ အကယ်စင်စစ်သီးခံခြင်းနေတကွနမိတ်လက္ခဏာအံ့ဖွယ်သောအမှု ထူးဆန်းသောတကူများအားဖြင့်တမန်တော်ဤလက္ခဏာတို့ကို သင်တို့သည်ထင်ရှားစွာပြကြပြီငါသည် သင်တို့ကိုမနှောက်ယှက်သော အရာတစ်ခုကိုထားလျင် သင်တို့သည် အခြားသောအသင်းတော်ထက်အဘယ်သို့ယုံညံ့သည်ထို့သောငါပြစ်မှားသောအပြစ်ကိုသီးခံကြလော့ ဤတတိယအချိန်တင်တို့စီတို့သွားခြင်းကငါသည်အသင့်ရှိ၏တင်တို့ကိုနှောက်ရမည်ဟုအကြံရှိတင်တို့ဥစ္စာကိုငါရှာသည်မဟုတ်တင်တို့ကိုသာရှာ၏သာသမီတို့သည်မိဘအတွက်ဥစ္စာကိုစီးပူးရသည်မဟုတ်မိဘတို့သည် သာသမီတို့အတွက်စီးပူးရ၏ငါသည်တင်တို့ကိုချင်းချင်းမြတ်တာစိတ်တိုးပွားသည့်အတိုင်း ။တင်တို့သည်ငါကိုချစ်ချင်းမြတ်တာစိတ်ဆုပ်ယုပ်တော်လေ။တင်တို့စိတ်ဝိညာဉ်ဤအကျိုးလို့ငါငါသည် ကိုဥစ္စာကို၎င်းကိုကို၎င်းဂုံစီချင်းကအလွန်စေတနာရှိ၏။သင်တို့ကိုငါမနှောက်ယှက်တည်မှန်စီတော့သို့တော်လဲလိမ္မာတော်သူဖြစ်၍ပရိယေအားဖြင့်သင်တို့ကိုဖန်စီပြီးဟုဆိုလျင်တစုံတယောက်တော်သူကို တင်တို့စီတို့စီလို့၍တင်တို့ဤဥစ္စာကိုပရိယေအားဖြင့်ငာယူသလောတိတုသည်တင်တို့စီတို့သွားမိအကြောင်းငါတောင်းပန်၍သူနေ့တကွအခြားသောညီတယောက်ကိုစီလို့ဤတိတုသည်ပရိယေအားဖြင့်တင်တို့ဤဥစ္စာကိုယူသလောငါတို့သည်စိတ်သဘောချင်းတူ၍ကျင့်ကြသည်မဟုတ်လော တလန်းတဲလိုက်ကြသည်မဟုတ်လော တပန်တုံငါတို့သည်တင်တို့ရှိ၌ကိုအပြစ်ဖြေစရာစကားကိုပြောသည်ဟုထင်ကြသလောခရစ်တော်ကိုတောက်၍ဘုရားသခင်ရှိ၌ငါတို့ပြောကြ၏ခြေသူတို့ငါတို့ပြုသည်မှာတင်တို့ကိုတိဆောက်ခြင်းလုံးငါပြုကြ၏ငါရောက်လာသောအခါတင်တို့သည်ငါနှစ်သက်သောသူမဖြစ်ငါသည်လည်းတင်တို့မနှစ်သက်သောသူဖြစ်မည်ဟု၍၎င်းတင်တို့၌ရန်တွေ့ခြင်းဂုံပြိုင်ခြင်း အမျက်ထွက်ခြင်း ညှဉ်းခုံခြင်းသူ့အတရေကိုရှုတ်ချခြင်းချောဆားခြင်းမာနထောင်လွှားခြင်း အချင်းချင်း အမှုလုပ်ခြင်း ဖြစ်မည်ဟု၍၎င်းအထက်ကပြင်မာ၍ညှဉ်းညူးစွာကျင့်ခြင်း မတရားသောမိထုံ၌မိဝဲခြင်းကိလေသာလွန်ကျူးခြင်းအမှုတို့ကို ပြုမိ၍ယခုတန်အောင်နောင်တမရသောသူများကြောင့်ငါစိတ်မသာညှိကြွားရသဖြင့်သင်တို့ရှိ၌ဘုရားသခင်သည် ငါကိုနှိမ့်ချတော်မူမီဟူ၍၎င်းစိုးရင်ချင်းရှိ၏ကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး73ဤတတိယချိန်တွင်တင်တို့စီတို့ငါလာမည်ဖြစ်၍သက်တေကံနှူးသုံးဦးအားဖြင့်စကားရှိသည်များတို့သည်တည်ရလိမ့်မည်တပံငါရောက်လာလျင်တင်တို့ကိုမတနာရဟုပြင်မာသောသူမှဆ၍ကျွင်းသောသူအပေါင်းတို့အားအထက်ကငါပြောသည်သာမကား ယခုပင်တင်တို့နှင့်အတူမရှိတော်လဲတဖန်ရှိပြီတကယ်သို့ငါပြောနေ၏တင်တို့တွင် အာနေတော်မူမူအာကြီးတော်မူသော ခရစ်တော်သည်ငါ၌ပြာဒိတ်ပြတော်မူခြင်းတည်းတေကိုတင်တို့သည် ရှာသောကြောင့်ငါရောက်လာသောအခါမတနာရအကြောင်းမူကားထိုခရစ်တော်သည် အာနေခြင်းနှင့် လဝါကတိုင်မှ အသေးခံတော်လဲဖျားသခင်ဤတကိုးတော်နှင့် အသက်ရှင်တော်မူ၏ငါတို့သည်လည်းခရစ်တော်နည်းတူအားနည်းတော်လေသင်တို့တွင်ပြသောဘုရားသခင်တကူတော်အဖျင်ခရစ်တော်နှင့်အတူအသက်ရှင်ခြင်းရှိကြလိမ့်မည်သင်တို့သည်ယုံကြည်ခြင်း၌ကြည်သလော မတီလောဟု ကိုကိုကိုစစ်ကြောကြလော ကိုကိုကိုစုံစမ်းကြလော အစစ်မခံနိုင်သောသူမမှန်လီယေရှုခရစ်သည်သင်တို့၌ကြည်တော်မူသည်ဟု ကို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 မတိသလော ငါတို့သည် အစိတ်ခံနိုင်သောသူဖြစ်သည်ကို သင်တို့သိကြလိမ့်မည်ဟုငါထင်မှတ်မျှော်လင့်ခြင်းရှိ၏ငါတို့သည် အစိတ်ခံနိုင်ကြောင်းကိုထင်ရှားစေခြင်းကငါအလိုရှိသည်မဟုတ် အစိတ်မခံနိုင်သောသူကဲ့သို့ထင်တော်လဲသင်တို့သည်ကောင်းမွန်စွာကျင့်စေခြင်းကမကောင်းသောအကျင့်တစ်စုံတစ်ခုကိုများမကျင့်မိကြောင်းငါသည်ဖျားသခင်ကိုဆုတောင်းပတနာပြု၏ ငါတို့သည်တမတရားကိုစီးတားခြင်းကအလင်းမတက်နိုင်ကြ။တမတရားဘက်၌နေ၍သာတက်နိုင်ကြ၏။ငါတို့သည်အာနေ၍တင်တို့သည်အာကြည့်သောအခါငါတို့သည်ဝမ်းမြောက်ခြင်းရှိကြ၏။တင်တို့သည်စုံလီမြင်အကြောင်းကိုသာအလိုရှိကြ၏။ထို့ကြောင့်ပယ်ရှင်းဖြည့်ဆည်းခြင်းအလိုငါမဟုတ်တိဆောက်ခြင်းအလိုငါသခင်ဖျားသည်ငါ၌အပ်ပေးတော်မူသောတကိုးရှိသည့်အတိုင်း ငါသည်ရောက်လာသောအခါပြင်းစွာသောတံကိုမပေးလို့၍ယခုပင်တင်တို့နှင့်ကြွားဝေးသည့်ကာလဤသို့ငါရေးလိုက်၏ကျွင်းသေးသောစကားဟုမူကားညီအကိုတို့တင်တို့၌မင်္ဂလာရှိပါစေသောစုံလင်ခြင်းတသက်ဝမ်းမြောက်ခြင်းရှိကြလော့စိတ်တညီတညွတ်တဲ့ဖြစ်၍အချင်းချင်းအတင်းအတင်းနေကြလော့တို့ဖြစ်၍မေတ္တာကို၎င်းအတင်းအတင်းနေခြင်းချမ်းသာကို၎င်း ပေးတော်မူသောဖရာသခင်သည် သင်တို့နှင့်အတူရှိတော်မူလက်တံအချင်းချင်းတယောက်ကိုတယောက်တန်ရှင်းသောနန်းချင်းနှင့်နှုတ်ဆက်ကြလော့တန်ရှင်းသူအပေါင်းတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏သခင်ယေရှုခရစ်၏ယေရှုတော်၎င်းဖရာသခင်၏မေတ္တာတော်၎င်းတန်ရှင်းသောဝိညာဉ်တော်၏မိတ္တဟာရတော်၎င်းသင်တို့အပေါင်း၌ရှိစေသည် ်အာမင်ဒီကနေ့ဖတ်ကြားသွားတဲ့နှုတ်ကပတ်တမန်ကျမ်းစာတော်မြတ်ကတော့ဂောရီနုဩဝါဒစာဒုတိယဆောင်ခန်းကြီး10မှ73ချီဖြစ်ပါတယ်။ဈာနာယသူပေါင်းဖျားသခင်ကောင်းကြီးပေးပါစေ။